မင်္ဂလာပါရှင်။ကျမနာမည်ကတော့စင်တီဖြစ်ပါတယ်။စင်တီရဲ့အပတ်စဉ် podcast အစီအစဉ်ကနေပြီးတော့ကျေးဇူးလိုက်ပါတယ်။စင်တီကဒီအပတ်ဗီဒီယိုလေးထဲမှာတော့ဒီသူနာပြုကိုလည်းတက်ရှင်နဲ့ဒီ ENS နာဆင် scholarship ကိုလည်းခြောက်ဖို့လည်းအမှတ်မမီတဲ့သူဒါမှမဟုတ်လို့ရှိရင်တချို့ကြတော့ဒီအသက်ကန့်သက်ချက်ပေါ့နော်ကျော်သွားတဲ့သူတွေအတွက်ဒီသူနာပြုကိုပဲဒီလိုမျိုး ENS scholarship လိုမျိုးပတ်စံပေးစရာမလိုဘဲနဲ့ ီ vocational training နဲ့တွားတက်လို့ရမယ်တက်နေတဲ့ dot dream မှာလည်းပဲဒီ ENS scholarship လိုမျိုးပဲလာစင်ဒီထောက်ပံ့ခြင်းရမယ်အဲ့ဒီလိုပညာသင်ခွင့်ရမယ်အခွင့်အရေးလေးကိုစင်ကဒီပတ်ဗီဒီယိုလေးထဲမှာဝေမျှပေးတော့ဖြစ်ပါတယ် ဗီဒီယိုလေးကိုစမ်းမကြည့်ခင်မှာစင်တီရဲ့ဒီ Facebook page နဲ့ YouTube channel လေးကို follow နဲ့ subscribe လုပ်ပေးဖို့စင်ရတောင်းဆိုချင်ပါတယ်။ဒီနှစ်အတွက်ဒီ ANS scholarship ကခေါ်ပြီးသွားပြီပေါ့နော်။ဒီနှစ်အတော့ကခေါ်ပြီးသွားပြီ။အဲ့ဒီမှာအာဒီ မြန်မာကျောင်းသားရဲ့အများကြီးပဲပါလာတယ်ဒါပေမဲ့ဟိုမအောင်မြင်တဲ့သူတွေအတွက်လည်းစိတ်မကောင်းဘောเนาะအဲ့ဒီမှာတချို့ကကြတော့အသက်ကဒီ ENS က limit လောက်ထားရတဲ့နောက်နှစ်ဆိုရင်ကြော်သွားပြီဖြစ်တဲ့အတွက်ကြောင့်ထပ်ပြီးတော့ဖြေလို့မရတော့တဲ့သူတွေရှိတယ်ပြရစနေရဲ့ page မှာလည်းပဲလာပြီးတော့မေးကြတယ်ဒီဆယ်တန်းအရဲ့အမှတ်ကပေါ့နော်အဲ့လောက်မရှိဘူးဖြစ်နေတယ်အဲအဲ့ဒါဆိုရင်ဘယ်လိုလုပ်ရမလဲပေါ့ ဒီတခြား scholarship တွေရှိနိုင်မလားဗောစင်ကြီးကလိုက်ပြီးတော့ရှာကြည့်တဲ့အခါမှာဒီစင်ကြီးရဲ့တငယ်ချင်းတယောက်နဲ့စကားပြောရင်းနဲ့သူကနေပြီးတော့ဒီ the aspel dam လို့ခေါ်တဲ့ဂျာမနီနိုင်ငံက vocational training school ကြောင့်သူပြောပြတယ်ဗောနော်စင်ဒီတီရဲ့ info လေးတွေကိုပဲစင်ရဲ့ဒီဗီဒီယိုထဲမှာ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။စင်ဒီပြောတဲ့ဒီအချက်လက်တွေထဲမှာဒီတကယ်မှားနေတဲ့အချက်လက်တွေပါတာမျိုးဆိုရင်လည်းစင်ဒီကို comment ရအောင်မှာရေးထားပေးလို့ရပါတယ်။အဲ နားထောင်တဲ့ဗီဒီယိုကြည့်ရတဲ့သူတွေကိုလည်း info အမှားတွေစနေမပေးရှင်လို့ပါနောက်ပြီးတော့စနေဝေမျှသွားတဲ့ချဲ့လက်တွေထပ်ပို့ပြီးတော့ဒီကိုကတိတယ်ကိုတိထားတဲ့ချဲ့လက်တွေရှိရဆိုရင်လည်း comment အောက်မှာဝင်ပြီးတော့ရေးထားပေးလို့ရပါတယ်အဲ့ဒါဆိုရင်ဒါတချို့ပို့ပြီးတော့တိကျနေတဲ့သူတွေကဒီ comment section တွေဝင်ပြီးတော့ဖတ်ကြည့်ရဆိုလို့ရှင်တို့အတွက်ကြိုးရှိနိုင်တယ်ပေါ့နော် ဒီ program ကကြတော့ algorithm nursing လို့ခေါ်ပြီးတော့သုံးနှစ်တက်ကြတယ်ဒီ theory နဲ့ practical နဲ့နှစ်ခုပေါင်းထားပြီးတော့ theory ကိုကျောင်းမှသင်တယ်ပေါ့ practical ကိုကြတော့ဒီဆေးရုံနေတာသူတို့ချပေးတယ်ပေါ့နော်ဒီသုံးနှစ်အတွင်းမှာ나이ပေါင်းဘလောက်ဒါ practical လက်တွေ့လုပ်တဲ့အချိန်ရှိရမယ်ဆိုပြီးတော့သူတို့ရဲ့ဒီ website တွေမှာပြထားမှရှိမှာပေါ့နော်လာတော့ရမယ်ပြီးသွားလို့ရှိရင်သူက register nurse တယောက်ဖြစ်တယ်ပြီးသွားရင်သူရဲ့ဒီအာယူရိုပနိုင်ငံတွေမှာရှိတဲ့ နေရာတွေကနေပြီးတော့မြန်သွားပြည့်ဒီဟာကိုအတိမတ်အတိမတ်ပြုတ်တယ်ကိုက apply လုပ်ချင်တယ်ဆိုရင် apply လုပ်လို့ရမယ်ဒီဟာကိုတက်နေတဲ့ order address မှာလဲသူကဒီတလားကို tax မပါဘူးဆိုရင်ဒီ year ဝမှာဆိုရင်1100 year 2မှာဆိုရင်1200 year 3မှာဆိုရင်1300ကျန်ပြည့်အဖြစ်တော့ကွာနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့စင်ဒီ like ရှာကြည့်တဲ့အခါမှာတခုနဲ့ခုနဲ့ကြီးရနည်း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 လေးတော့ကွာနေတယ်ပေါ့နော်ဒါ tax မပါသေးတဲ့ amount ကိုသူပြောထားတယ်ဒါတလားအလောက်ရတယ်ပေါ့နော်ဒါအဲ့တော့အသက်တင်အားဖြစ်သွတ်မယ်ဆိုလို့ရှိရင်တော့ ဒီစင်ကာပူကဒေါ်လာ900ပေးတာနဲ့တိတ်တော့မကောင်းဘူးပေါ့နော်။အဲဆိုရင် S builder မော်နော်အဲ့ဒီ program ကိုပြီးသွားပြီဆိုရင် coverage sanas အနေနဲ့အလုပ်ချောက်တယ်။လုပ်ချောက်တယ်ဆိုရင်သူကကိုက entry level ဆိုတာဝင်ဝင်ချင်းမော်နော်ဝင်ဝင်ချင်းကိုကဘယ်လောက်လောက်ရနိုင်လဲဆိုတော့2500ကနေပြီးတော့3500အထိအဲရနိုင်နေပေါ့ဒါပေမဲ့ကိုယ်ကိုယ်ချောင်းမဲ့ဒီ data နဲ့ဒါတော့ဒီသာမဟုတ်ကိုချောင်းတဲ့ဆေးရုံတွေပါတယ်ပေါ့မူတည်သေးရပါတော့ ကဲအားရပါမတွေ့ပြီးတော့ကနိုင်တယ်လည်းပြောရပါအဲ့ခါကျတော့ single နဲ့ single တနာပြည့်နေရှင်တော့ဒါ entry level အဖြစ်တော့သိမ့်မကွာပါဘူးအလောက်အဲ့ဒီပုံဝင်ကျမှာပဲ apply လုပ်ဖို့အတွက်ဘာရေကိုကလိုအပ်လဲကိုအနေနဲ့ဘာရေရှိထားမလဲဆိုရင်အနေဆုံးတော့ G12 ပေါ့နော် grade 12ပြီးထားတဲ့ certificate ရှိရမယ်မစင်ဒီရောဒီ G12 ဆိုရင်တော့အဆင်ပြေလောက်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီစနစ်ဟာ နေ7ရက်နဲ့ပြီးထားတဲ့သူဆိုလို့ရှိရင်เนาะစနေဟောင်း7ရက်နဲ့အပြင်ဒီတက္ကသိုလ်ကိုဒုတိယနှစ်ပြီးထားတယ်ဆိုတော့ဒီ certificate ကိုပြချပြနိုင်ရမယ်ပေါ့เนาะနောက်တစ်ခုကတော့ language proficiency ပါ language အနေနဲ့ကတော့ဒါ B2 level အထိ German စာရှိရမယ်ပေါ့เนาะနောက်တစ်ခုကကြတော့ဒီအသက်ရွယ်ကတော့သူကကန့်သတ်ချက်မရှိတဲ့ဟာဗီဒီယိုအတွက်ကြောင့်မလို့အဲကြိုးစားခြင်းတဲ့သူတိုင်း try လုပ်ရတယ်အဲ့လိုတစ်ပြေးကိုကဒီမြန်မာပြတက်ကတော့မှလည်းအတိုင်းတာတစ်ခုထိတက်ခဲ့တယ် ဒီအမှတ်ကလည်းဒါအမှတ်ကောင်းတဲ့လိုပဲဖြစ်အမှတ်မကောင်းတဲ့လိုပဲဖြစ်ကိုကအချင်းနေမျိုးမျိုးကြောင့်ဒီစင်ကိုနိုင်ငံကဟာခဲ assistant နဲ့ရောက်လာပြီးတော့ကိုကဒီ nursing carrier ကိုဆက်ပြီးတော့ကိုက train ကြည့်ရှင်နေအဲဒါဘယ်လိုပဲဖြစ် nursing carrier ဆိုတာကပွဲရပြီးသွားလို့ရှိရင်အလုပ်မရှိဘူးဆိုတာမရှိဘူးပြီးတော့လဆာကလည်းအတင်းတင်းကနေပြီးတော့လဆာကောင်းတဲ့အထိဆက်ပြီးတော့သွားလို့ရတဲ့ဒါ professional တစ်ခုဖြစ်တယ်အဲ့ဒါကိုကဆက်ပြီးတော့သွားရှင်နေဆိုလို့ရှိရင်တော့ဒီနေ့ချင်းဒီ program ကို train ကြည့်တင်တယ်လို့ထင်တယ် အဲဒီဒီဟာအတွက်ပြင်ဆင်ဖို့ဆိုရင်တော့တစ်နှစ်နှစ်နှစ်လောက်တော့ချိန်ပေးရမယ်လို့ထင်တယ်။သူကအမှတ်ကန့်သတ်ချက်လည်းမရှိဘူး။ဒီနေ့ဒီ program နဲ့ပတ်သက်ပြီးတော့ဒီဝေမျှခြင်းတဲ့အတွက်ကြောင့်မလို့ဒီ YouTube မှာလည်းဒီဟာကြောင့် sharing လုပ်ပေးတဲ့ဟာတွေကိုစနေကြည့်ထားပါတော့။စနေကြည့်ထားတယ်။အဲ့မှဆိုရင်သူပြောထားတယ်ဒီ G12 မှာဆိုရင်လည်းပြီးသွားရဆိုတော့ certificate ကိုပြနိုင်ရပြီ။အမှတ်တွေဘာတွေဘာတွေဘလောက်တွေဆိုတာကိုလည်းသူတို့ကကြည့်နေမှာမဟုတ်ဘူး။ပြီးတော့နောက်တစ်ခုအနေနဲ့ဒီ Australian ကိုပြီးသွားပြီးတော့ဒီ Germany မှာပဲအလုံးနှစ်နှစ် ်လောက်တဲ့အတွေ့အကြုံရှိပြီဆိုရင်ငို့ကိုကဒီ permanent resistance PR ကို၆လို့ရပြီ။စနေတွေ့သလောက်ဆိုရင်လောက်တဲ့9မိနစ်လို့စနေချင်တယ်။စနေချကြည့်ရတာရတော့အဆိုရင်သူကထပ်ပြီးတော့ germinal 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 ဘယ်လို germinal citizenship ကိုအဲ၆လို့ရပြီဖြစ်တယ်။ ဒီဘယ်လိုချောက်လို့ရလဲဆိုတော့ချောက်ရမယ့်ဒီ level process ကြီးကတော့ပထမအစ်စ်နေနဲ့တော့ဒါကိုကိုကိုစတင်ပြီးပြင်ဆင်လို့ရမယ်ကို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 ဒီအားလဲ G12 နဲ့ညီမျှတဲ့ဒီပညာရေးရှင်ပေါ့နော်ဒါဒီလို certificate ကြီးကိုကနဲ့ကိုတက်ဆက်ပြီးတော့စုဆောင်းမယ်နောက်တစ်ခုက German Sao B2 level အထိအောင်လာတဲ့ certificate ရအောင်ကိုကလှုပ်ထားမယ်နောက်ပြီးတော့လို့ရှင်တော့ဒါကြောင်းချောက်ရမယ့် process ပေါ့နော်ဒီမှာဆိုရင်ဘာလို့အဲ့လဲဆိုတော့သူရေးဖိထားတယ် ီ school certificate ရှိရမယ်ပြီးရင် valid passport ရှိရမယ်ပြီးတော့ရင် CV form ကိုကရေးရမယ်ပေါ့နော် Euro pass formal ပဲရှင်ဒီအဲ့ဒါကတော့ဘာလဲတော့မသိဘူးပေါ့နော်ရှင်ဒီမ try ဘူးတော့ဒီပြီးရင် motivational letter ကိုဒီ German လိုမျိုးရေးရမယ်ပေါ့နော်ဒါသေချာပေါ့ကိုက German စကားတက်ပြီးတော့ German စကားရှင်ပြွားရယ်ဆိုရင်တော့ဒါ motivation letter ကို German နဲ့ရေးတာကအဆင်ပြေမှာပါနောက်ပြီးရှင်ဒီခုနပြောသလိုပဲ German language certificate ပြီး B2 ဆိုရင်တို့ပို့ပြီးကြိုက်တယ်ပေါ့နော် minimum B1 လို့တော့ပြောတယ်ဒါပေမဲ့ okay B2 ကြမှာဖိုင်းကြပါ recommendation letters က optional လို့ပြောတယ်ဒါပေမဲ့ပါလို့ရှိရင်တော့ကိုယ့်အတွက်အထောက်အကူပြင်မယ်ဆိုတော့ okay recommendation letter ကိုလည်းကိုယ့်ဘက်ကနေပြီးတော့ပြင်ရမယ်ပေါ့နော်ကိုယ်ကပို့ပြီးတော့ကိုယ့်ရဲ့ဒီကို6တာကိုပို့ပြီးတော့ရရင်လည်းဆိုလို့ရှိရင်တော့သူပြောတာ volunteering experience တွေရှိရဆိုရင်ထည့်ရလို့ရတယ် prior healthcare experience တွေရှိရဆိုရင်အာထည့်လို့ရတယ် အဲ့ဒါဆိုလို့ရှိရင်ဒီစင်ကူမှာဒီ hacker assistant နဲ့လုပ်နေပြီးထပ်ပြီးတော့လုပ်ရှင်တဲ့သူတွေအတွက်ရဲ့ပြီးတော့မြန်မာပြည်မှာလည်းဒီ hacker experience ရှိရလို့အတွက်ဆိုရင်ဒါအရင်ကမှအဆင်ပြေကိုယ့်ရဲ့ဒီ CV form အရင် strong ဖြစ်သွားဖို့ပို့ပြီးတော့အဆင်ပြေရပေါ့နော်ကိုကအဲ့ဒီကိုယ့်ရဲ့ဒီလိုအပ်တဲ့ဒီ document တွေ requirement တွေကိုကပြည့်သွားပြီဆိုလို့ရှိရင်နော်ကိုကဘာလုပ်လို့ရမလဲဆိုတော့ဒီ aspirant nursing positions တွေကိုကိုကလိုက်ချင်မယ်ပေါ့နော်ဘယ် trainee schools တွေမှာ ကိုလျှောက်လို့ရမယ်ဆိုပြီးတော့လိုက်ရှာလို့ရမယ် hospital တွေ care facility တွေ nursing schools တွေမှာသူကရှာလို့ရတယ်လို့ပြောရတယ်သူ application methods ကကြတော့ online ကနေပြီးတော့ရှောက်ရတယ်စနေကြီးရဲ့ youtube channel တွေထဲမှာကြတော့သူကပြောလာလဲဆိုတော့ကိုယ့်ရဲ့ဒီခုနပြောခဲ့တဲ့ဒီ documents တွေအကုန်လုံးကိုသူက email ကနေတဆင့်ပဲပို့ရတယ်ပေါ့နော် email ကနေပဲတဆင့်ပို့ရတယ် selected ဖြစ်သွားပြီဆိုလို့ရှိရင်တော့သူကဒီ interview session ရှိမယ်ပေါ့နော် interview မှာ online ဒါမှမဟုတ် in person လို့ပြောဒါပေမဲ့ အဲ overseas ကချက်ရဆိုရင်တော့ဒါ online ပဲဖြစ်မယ်လို့ထင်တယ်ဒါဆိုရင်တော့ questions ကတည်းကပေါ့မေးမယ်လေဒီတူမာပြုဘာလို့ဖြစ်ရှင်တာလဲဒီ program ငင်းကဘာလို့ဖြောက်ရှင်တာလဲဒါမျိုးကတည်းကပေါ့မေးမယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ long term goals တွေ plans တွေဘာကြောင့်နေမှာရောက်လာပြီဆိုရင်ဘာတွေလုပ်မလဲနေ့ရက်အစီအစဉ်ကဘာတွေလဲဒါမျိုးတွေမေးနိုင်နေပေါ့နော်ဒီ interview ကနေမှာတစင်းကိုယ့်ရဲ့ဒီ German sa skills ပေါ့နော်ကိုကသူတို့ပြောဘာလို့နားလဲလေကိုကဘာလို့ပေါ့နော် အာကောင်းကောင်းမွန်မွန်ပြန်ပြောနိုင်လဲဒါမျိုးတွေကိုလည်းတို့ access လုပ်မယ်လို့တို့ပြောထားရပါတော့နောက်တစ်ခုကကြာတော့ဒီဟာလောကွာဆလတ်တက်ဖြစ်တကွာရွေးချယ်ခံလိုက်ရပြီဆိုရင်တော့ဒါနောက်ဆုံးမှာတို့က trainee contract လောက်ရမယ်နေလို့ဒီမှာသူရေးထားတယ်အဲဒါအဲ့ဒီမှာဆိုရင်ဘာတွေပါမလဲဆိုတော့ဒါ duration ကတော့3နှစ်ဖြစ်မယ်ပေါ့3နှစ်ကြာတက်ရမယ့် program ဖြစ်တယ်ပြီးတော့ရင်ဒါ practical တွေ theory တွေနှစ်ခုလုံး train လို့ရမယ်ပြီးတော့ရင် monthly salary ကိုဘယ်လောက်ပေးမယ်ပါညာအဲ့ဒီစာချုပ်ထဲမှာပဲပါမယ် ပြီးတော့ရင်ကိုက the working hours ဆင်းနေခုနပြောခဲ့တဲ့ the vocational training ဖြစ်တဲ့အတွက်ကြောင့်သူက practical နဲ့အဲဗာလဲ theory နဲ့ရောထား practical မှာဆေးရုံတွေသွားမှာဖြစ်တယ်အဲ့ဟာမှာသူ working hours ဘယ်လောက်လုပ်ရမလဲကိုရဲ့ဒီအားလည်းရက်တွေကဘယ်နေ့ဖြစ်တယ်ပြီးတော့ other employment terms တွေပေါ့ကိုလိုက်လံရမယ့်ဟာတွေပါတယ်ပေါ့ဒါတွေကိုဒီစာချုပ်ထဲမှာပါမယ်အဲ့ဒါကိုကိုက sign လုပ်ရမယ်ပေါ့နော်ဒီ process တွေကုန်ပြီးသွားပြီဆိုရင်တော့ကိုက visa လျှောက်လို့ရပြီဒါကိုက overseas ဖြစ်နေတယ်ဆိုရင်တော့ဒါ ါလည်းဒီဂျာမနီတန်ယုံကိုတွားပြီးတော့လျှောက်ရမယ်ပေါ့နော်အမ်ဘက်ဆီကိုတွားပြီးတော့လျှောက်ရမယ်အဲ့မှဆိုရင်ကိုကဘာတွေအဲ့ဒီဗီဇာတွားလျှောက်တဲ့ခါမှာကိုကဘာတွေလိုအပ်မလဲဆိုတော့သူကဒီမှာပြောထားတယ်ခုနကကိုထိုးခဲ့တဲ့ဒီ aspirant trainee contract ကိုကိုပြရမယ်ပြီးတော့ရင်ဒီ G-Trav school leaving certificate ကိုပြရမယ်ပြီးတော့ကိုယ့်ရဲ့ German level B2 ပြရမယ်နောက်ပြီးတော့ financial resource financial resource မှာကပုံမှန်အားဖြင့်ကြာမှန်ကြောင်းတက်တယ်ဆိုရင်သူတို့ရဲ့တည်ရတိုင်းပဲ blog account မှာเนาะကိုယ့်ရဲ့ blog account ထဲမှာတစ်လစာဒီဒီသူတို့ငွေပေါ့เนาะ934ပေါ့เนาะအဲ့လောက်ရှိရမယ်ပေါ့ဒါမှမဟုတ်ကိုကကြာတော့တာဒီ hospital နဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ training provider ရှိရပေါ့နော်အဲ့ training provider ကမှကိုကတလောက်လာစာရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါကိုကိုကိုဒီ confirm လုပ်ပေးတဲ့ပေါ့နော်ဟိုပါပေါ့ letter ပေါ့နော်ဒါမျိုးပါရမယ် ဒီ blog ကမလို့ဘောเนาะသူပြောချင်တာ proof of accommodation ဆိုအဲ့ဒါဂျာမနီမှာနေဒီဘယ်နေရာမှာနေရမယ်ဘယ်ဘယ်နေရာမှာဘာညာဘောเนาะကိုယ့် address ကိုဒါ confirm လုပ်ရမယ်ပြီးတော့ motivation letter ဒီ motivation letter ကကြတော့ဟို motivation letter နဲ့မတူဘောเนาะမကြ motivation letter ကကြတော့ဒါကိုကဘာလို့သွားချင်တာလဲနာကမှာဘာလုပ်လဲဒါမျိုးပုံစံမျိုးဘောเนาะပြီးတော့ရင် CV ရမယ်ဂျာမန်လို CV ဆောင်ရေးရမယ် ပြီးတော့ရင်ဒါ visa application forms ကိုဖြည့်မယ်ပြီးတော့ကိုယ့်ရဲ့ passport ကအနည်းဆုံးစနလကျန်ရမယ်ပေါ့နော်ကိုယ့်ရဲ့ visa passport တက်တာအထက်မှာကျန်နေရမယ် passport တက်တာပြောတာပြီးတော့ရင်ကိုယ့်ရဲ့ဒီ passport size photo ပါသွားရမယ်ဒီတော့ရရှင်ကိုကဒါ criminal record မရှိကြောင်းကိုဒါပြနိုင်ရမယ်ပေါ့နော်ကိုက visa ချက်ပြီးပြီဆိုရင်တော့ကိုယ့်ရဲ့ visa process ကတော့ 6ဘက်ကနေပြီးတော့12ဘက်ထိကြာနိုင်တယ်လို့ပြောထားတယ်ဒါပေမဲ့ budget high demand ဖြစ်နေတဲ့ဆိုရင်တော့ဒါအလုံးများတဲ့ sea peak season ဒီမှာဆိုရင်တော့ဒါအဲ့ထပ်ပို့ပြီးတော့ကြာနိုင်တယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့ကိုကဒီ trainee မဆိုင် င်ပေါ့နော်3လလောက်ကကြိုပြီးတော့အဲ၆တင်နေဆိုပြီးရောပြောထားတယ်။ဒါစင်ကြီးကဒီပတ်ဗီဒီယိုလေးမှာတော့ဒီ Tunabit Career နဲ့ပတ်သက်ပြီးတော့ကိုက Tunabit Career ကိုဆက်ပြီးတော့လုပ်ရှင်နဲ့ train ကျင်တဲ့သူတွေအတွက်ဒါဒီ ENS scholarship အပြင်နောက်ထပ် train ကြီးလို့ရတဲ့ဒါတစ်ခုကိုစင်ကြီးကဝေမျှပေးတာဖြစ်ပါတယ်။အဲဒီ program ကတော့ဒါတေချာပေါ့ဂျာမန်စာဒီ B2 level ကြီးရှိရမှာဖြစ်တဲ့အတွက်ကြောင့်ဂျာမန်စာ B2 level ကြီး အဲပြောင်းလို့ပြီးတော့60ချက်မှာတဲ့ဒီကျွန်တော်ပြ career ကိုမကွာဆက်ပြီး60ချက်နေဆိုတော့ဒီဒီ as builder ကစနေကကောင်းတဲ့အခွင့်အရေးလို့ထင်ပါတယ်စနေဒီနေ့ဗီဒီယိုလေးရလောက်ပါပဲစနေကဒီဗီဒီယိုလေးထဲမှာတော့ဒီ as builder နဲ့ဒီ as builder နာဇင်နဲ့ပတ်သက်ပြီးတော့စနေဒီတလောက်ပေါ့နော်အချက်လက်လေးတွေရပြီးတော့ဒီစနေ line ပေါ်မှာ share ပြီးတော့ဒီတဲ့အချက်လက်လေးတွေကိုစနေကဒီဗီဒီယိုလေးထဲမှာဝေမျှပေးသွားတာဖြစ်ပါတယ်စနေရှိမှပြောခဲ့သလိုပဲဒီချက်လက်တွေကဒါမလုံလောက်သေးဘူး ဲ့ဒါကြောင့်မလို့ကိုကိုတိုင်းထပ်ပြီးသိကျင်နေဆိုရင်ဒါ YouTube မှာဒီ Facebook တွေမှာ Facebook ရှာပြီ Facebook မှာရှာကြည့်လို့ရပါတယ်ဘာလို့စင်ဒီဟိုလောကစင်ဒီဗီဒီယိုကြည့်နေရင်းနဲ့ဒီ Australian ဒီသူနာပြုံးနဲ့တက်နေတဲ့မြန်မာတယောက် share ထားတဲ့ video စင်ဒီတွေ့လိုက်တယ်ဒါပေမဲ့ဒီနေ့စင်ဒီပြန်ရှာကြည့်ရော share လို့မရလို့ပေါ့နော်တကယ်လို့တွေ့လို့ရတယ်ပြန်တွေ့ရဆိုရင်စင်ဒီဒီ comment အောက်မှာစင်ဒီပြန်တွေ့တယ်ဆိုရင်ပြန်တွေ့ရဆိုရင်စင်ဒီ comment အောက်မှာ link လေးချပေးမယ်ပေါ့နော်သူကတော့အဲ့မှာ ဒီ hospital ဒဏ်နဲ့တက်နေရလို့ဒီအဖြစ်တဲ့ကြောင့်ဇနီးထက်ပို့ပြီးတော့တိကျမှန်ကန်တဲ့အဖြေပေါ့နော်ဒီတော့ဒီသူတိရတွေဝင်မြပေးနိုင်မလို့ဇနီးဖြစ်နေအဲ့ခါကျတော့ကိုယ်အနေနဲ့ဒါသိချင်နေဆိုရင်ဒီလိုချက်လက်တွေရှာလို့ရတယ်ရှာလို့ပြီးတော့ဒီကြိုတင်ပြင်ဆင်ပြီးတော့ဒီ hospital ဒဏ်ကိုရှာလို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ဒါကိုကဒီဗီဒီယိုကကိုအတွက်မဟုတ်ဘူးဆိုလို့ရှင်လဲဒါကိုရဲ့တငယ်ချင်းတွေကိုရဲ့ဒီအသိမိတ်ဆွေတွေထဲမှာဒီလိုမျိုးဒီ ANS scholarship ကို၆ရှင်နဲ့သူဒီတူနာပြုတ်ခဲ့ပြီးတော့၆ရှင်နဲ့သူတွေရှိရဆိုရင်လဲဒီဗီဒီယိုလေးတွေကိုမြတ်ပြလို့ရပါတယ်